ခုနကကျွန်တော်ဒီ academy ထူးချွန်စုပေးပွဲမှာစုရွေးချယ်ရေးနဲ့ပတ်သက်ပြီးတော့လည်းအခုအများကြီးရှင်းပြပေးတော့ပါခင်ဗျာအခုကတော့ကျွန်တော်ကတူးချင်းစီအပေါ်မှာအခုရဲ့အမြင်နဲ့အခုရဲ့သုံးသက်ချက်ကလေးကိုကျွန်တော်ကြားချင်တာပါခင်ဗျာအခုကိုကျွန်တော်ကရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအနေနဲ့ဟိုမမြင်စေခြင်းပဲနဲ့ကိုကိုရန်ကလည်းအမှုပညာလုပ်ဖို့ကံပတ်တရားအပေါ်မှာအမြင်ပေါ့အာဒီနေ့မှာဆိုလို့ရှိရင်တော့ဟိုမင်းသားနဲ့ပတ်သက်ပြီးတော့ ဒီဇက်ဆောင်မင်းသားနဲ့ပတ်သက်ပြီးတော့စုရွေးချယ်ရေးအပိုင်းပါအခုရဲ့ဘော်ဒါကြီးဖြစ်တဲ့ကိုနေတိုးနဲ့ကိုပြည်တီဦးအပေါ်မှာပေါ့နော်ပြည်သက်တွေရဲ့အမြင်ဟာဆိုလို့ရှိရင်လည်းတော်တော်လေးကိုဟိုကိုနေတိုးရတဲ့နယ်တစ်ဖက်ကလည်းကိုပြည်တီဦးပြည်သက်တွေအကုန်လုံးကလည်းဝမ်းသာကြတယ်ပေါ့အဲ့လိုအပိုင်းနေမှာအခုရဲ့အမြင်ကိုကျွန်တော်သိချင်တာပါခင်ဗျာဟုတ်အမြင်ကတော့ဒီလိုပါဟိုအမှန်တမ်းပြောရရင်တော့မနစ်ကပြည်တည်ဥရထားတဲ့အတွက်ဒီနေ့ကတော့နေတို့အလှဲ့လို့အကြမ်းမြင့်အပြင်ပြည်သက်တွေကမျောလင်းတာဟုတ်ကဲ့တကယ်တမ်းတော့ ်အမနစ်ကဖြည်ဒီကွာလည်းຢာပြီးထားပြီဆိုတော့ဒီနေ့ကတော့နေတိုးအလှယ်ပဲဆိုပြီးတော့နေတိုးပရိသတ်တီရဲ့မျောလင်းချက်ကပူပြီးပြင်ထန်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဖြည်ဒီကိုယ်တိုင်လည်းအဲ့ဒီရှင်မှာအင်တာဗျူးတွေမှာဖြေထားကိုဖတ်ရပါတယ်သူစိတ်လျှော့ထားတယ်ဒီနေ့ကတော့မနစ်ကလည်းသူຢာထားတာဖြစ်တဲ့အတွက်ဆိုတော့သူကိုယ်တိုင်လည်းစိတ်လျှော့ထားတာဒါမဲ့ပဲရွေးချယ်လိုက်တဲ့အခါကျတော့ဒီအတိကတရုတ်ဆောင်မင်းသားစုကကိုကိုယ်တိုင်လည်းမျောလင်းနေတယ်ပါပဲလေဆိုတော့ ဟိုဒါပေမဲ့လည်းဟိုနေတို့ပြည်တီဥရောလက်ရှိစူပါမင်းသားတွေဆိုတော့သူတို့ပြည်သက်တရားတို့ပူများမှာပေါ့နော်ဟုတ်ကဲ့ဟုတ်မနေ့ကပြည်တီဥရသာဒီနေ့ကနေတို့လိုပဲအများစုကမှန်းထားကြတာပေါ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်နေတို့အော်ပြည်တီဥပြည်သက်တွေကလည်းနေတို့ပဲဖြစ်လိမ့်မယ်လို့အားလုံးရဲ့ယုံကြည်ချက်ကအဲ့ဒီလိုနေတို့စီမှာပူများနေတာပေါ့နော်ပူများနေတာဒါပေမဲ့ရွေးချယ်လိုက်တဲ့အခါကျတော့အမှတ်တွေမဲ့ပေးမှုတွေထွက်လာတဲ့အခါကျတော့ဒါပြည်တီဥကဒီရွေးချယ်တဲ့သူအများစုရဲ့အမှတ်ကိုရပြီးတော့သူရသွားတာပေါ့နော် အဲ့တော့ကိုယ်အနေနဲ့ကတော့ကိုကိုယ်တိုင်လည်းမင်းသားတယောက်ပါပဲအကယ်ဒမီကဟိုနှက်ကြီးတယ်လို့ဘာလို့ညာလို့ပြောတယ်ဆိုတော့အထိုက်လျောက်တော့ပါတယ်ကံတရားရှိသေးတယ်ဟုတ်တချို့ကြတော့ဥပမာကိုဆိုလို့ရှိရင်အဲ့လို luck လုံးဝမရှိဘူးဟိုငငယ်တဲ့အကြောင်းမှမင်းနဲ့ရမယ်ဘာဘယ်တော့မှမပေါက်ဘူးတသက်နဲ့တကူချဲလို့ထီလို့တသက်လုံးမပေါက်ဘူးအဲ့လိုမျိုးရတဲ့ကံမျိုးမှဆိုရင်ကိုဆိုကံမကောင်းဟုတ်လကန်လက်လေးရှိတာပေါ့နော်မင်းသားတွေတည်းမှာဆိုလို့ရှိရင်ဥမာကိုရံလေးဆိုရင်အဲ့လိုစုလက်အရန်ရှိတယ် ဟုတ်ကဲ့ဟုတ်သူတွေအများကြီးရတယ်အဲ့လိုမျိုးပေါ့နော်သူထင်သူပဲရတယ်မလွယ်ဘူးအဲ့လိုမျိုးပေါ့ကိုတို့ကြာအဲ့လို lag မပါဘူးအဲ့လိုပြန်ပြီးတော့နံပါတ်ကြီးတယ်ဗားတယ်ဆိုရင်တေးကြတယ်ကိုပဲပြုတ်မှာအဲ့လို lag မရှိဘူးပေါ့နော်ဟိုကန်နဲ့လဲဆိုင်ပါသေးတယ်နောက်တစ်ခုကမင်းသားချင်းနေနဲ့ပြောရမယ်ဆိုလို့ရှင်လဲအိုးရင်နှစ်တွေတော့နှစ်စုသုံးစုပေးတာလဲကိုတို့တွေမကြိုက်ပါဘူးတစ်စုပဲပေးတာပဲကြိုက်ပါတယ်အဲ့တော့ကိုမရတော့ကိုလို့ဘက်ကံပဲတယောက်ရလဲကိုကိုဆိုရင်ပေါ့ ဟိုကိုအနေနဲ့ကတော့တိတ်ပြီးအော်ငါဒီနေ့မရပါလားပေါ့နောက်နောက်နေ့ကြိုးစားအောင်ပါပဲပေါ့ဒီလိုလောက်နဲ့ပဲဖြေမှာပါရတဲ့ပုံမှာတော့ကိုအနေနဲ့ jealous ဆိုမဖြစ်မိပါဘူးဟုတ်ကဲ့ပါဒီစူပေးပွဲမှာဆိုလို့ရှိရင်လည်းဒီ live ထုတ်လွှင့်နေတဲ့အချိန်မှာကိုရင်းရင်းနှီးနှီးနဲ့ကိုပြည်တီဦးကိုပြောလိုက်တဲ့အစကားတခွန်းဆိုလို့ရှိရင်လည်းတော်တော်လေးကိုခရဲရိုက်သွားတဲ့အပိုင်းပါပါတယ်ခင်ဗျာအဲ့ဒါကကိုလည်းအကယ်ဒမီပွဲပြီးနောက်တစ်နေ့ဒါ Skynet ကလုပ်တဲ့ Computer Wedding နာမှာကိုပြန်တောင်းပန်ပါတယ် ိုဒါကိုတတိလွတ်သွားတာပေါ့နော်မြမမြမရောက်ရှင်လူမျိုးကုန်ကြီးတို့တမုန်စေရရနိုင်ရှင်မြမမြမရောက်ရှင်ဟဲ့အောင်တတိဦးဟဲ့အောင်ဟဲ့အောင်ဒီမှာဒီမှာဒီငါဒီနေငါ့ကိုပေးလိုက်တာပေါ့ဆက်မှုရာပညာဆက်လို့ရွှေချက်တော့နေ ဗျာစကားကိကိုလက်တက်ကြရတွေအချိုးရှိအောင်ပြောပြီးနဲ့ပြညာပေးခဲ့စေတယ်လို့ဗျာတွေမပြတ်တဲ့တဘာဝဆုံးလေးကြာတာကရမမာယုံရှိအဲ့ဒီပွဲတစ်ခုလုံးဟာကိုခေါင်းပေါ်မှာကိုအရန်စိတ်ပြစည်းနေတယ်ပွဲမပြီးမချင်းတစုံတစ်ခုအမှားယွင်းအပြည့်အစည်းများဖြစ်လိမ့်မလားဆိုပြီးတော့ကိုအရန်စိတ်ပူနေခဲ့ရတာ လုံခြုံရေးဆိုလို့ရှိရင်ရန်ကုန်တိုင်းဒေသကြီးစိုးရွားဖွဲ့ကအရန်ကိုအမြင့်ဆုံးလုံခြုံရေးစနစ်ကိုလုပ်ပေးထားတယ်။ဆိုတော့ဖောက်ခွဲတဲ့င်းတွေဘာတွေရလဲဟိုလိုလိုဒီလိုတွေကြားထားတာကိုလို့ရှိတယ်။ရှိတော့အဲ့ဒီပွဲကျင်းပမယ်နေ့ဆိုရင်၁၂နှစ်ထို့မှတရုံလုံးကိုယုံခါပြီးတော့ဒီအနာခံခွေးတွေနဲ့ရောကရိယာတွေနဲ့ရောမိုင်းရှာတာမိုင်းရှင်းတာတွေဘာတွေကိုလို့အမြင့်ဆုံးလုံခြုံရေးတွေလုပ်ခဲ့ရတယ်။ဟုတ်ကဲ့။အဲ့ဒါပြီးမှကိုအိမ်ပြန်ဝယ်စားလဲတာပါ။ဆိုတော့ကိုစိတ်တစ်ခုခုပူနေတယ် အခုတော့ပွဲပြီးသွားပြီဆိုတဲ့အခါကျတော့ကိုလည်းမရဘူးပွဲကြီးလည်းအောင်မြင်ပြီးသွားပြီဆိုကိုစိတ်ကိုလည်းဒုံဒုံချလိုက်တယ်ဟုတ်ဒါပေမဲ့လည်းဒီပွဲအတွင်းမှာဒီလုံုံရေးတွေပေါ့နော်ကိုစနစ်ချထားတဲ့ဟာတွေကတကယ်ပွဲကျင်းပတဲ့အခါကျတော့ကြိုတင်စီဇန်ထားသလိုမဖြစ်ဘူးဟုတ်အကယ်ဒမီစုရပြီးသွားလို့ရှင်လည်းနှစ်တိုင်းနှစ်တိုင်းကိုကစနစ်လေးကြစေခြင်းနဲ့အဝင်ရက်ကားပက်လန်းအစဓာတ်ပုံရိုက်တာအစပေါ့မီဒီယာတွေထားတဲ့နေရာအစပေါ့စနစ်တကျလေးတော့ကိုလုတ်ခဲ့ပါတယ် ပွဲပြီးသွားလို့ရှင်လဲဓာတ်ပုံရိုက်ဖို့ကိုဓာတ်ပုံဆရာလည်းအကုန်လုံးစင်ပေါ်ပြုံတက်လို့ရှင်နှစ်စင်တစ်တိုင်းတယောက်ချင်းစီရဲ့စိတ်ကြိုက်ပုံတွေမရအောင်သူ့ရှောင်ကို့ရှောင်လည်းစင်ပေါ်မှာဓာတ်ပုံဆရာတို့ဆူရတယ်ဆိုလုံထွေးပြီးတော့ရှုပ်ရှက်ခတ်သွားတာကိုယ်ကစနစ်တကျလေးဖြစ်စေခြင်းနဲ့ဓာတ်ပုံဆရာတို့အားလုံးအောက်ကနေရိုက် group ပုံရိုက်စေခြင်း group ပုံစီပေးမယ်ကြိုက်တာပြောတယောက်နဲ့တယောက်အနောက်ချက်မဖြစ်အောင်ပေါ့နော်တယောက်ချင်းလိုချင်တယောက်ချင်းခွဲပေးမယ်ဇုံလွဲလိုချင်တွဲပေးမယ်နိုင်ငံတကာကလုပ်တဲ့ပုံစံမျိုးလေးဖြစ်ချင်လို့အဲ့လိုလုပ်ဖို့ကိုလုံခြုံရေးတွေကိုစီစဉ်ထားတယ် ါမှတကယ်ပြီးတဲ့ကြံမှာအဲ့လိုညတယောက်မှမရှိဘူးမရှိတော့ကိုကိုတိုင်းပဲမိုက်ပြေးဆွဲပြီးတော့ဓာတ်ပုံဆရာတို့ထိန်းအာဆရာတို့နေပါကျွန်တော်စီပေးပါမယ်ဆိုတယောက်ချင်းကိုဝင်စီစဉ်ပေးနေတာပါနောက်တစ်ခုကကိုစိတ်ကလည်းရှော့လိုက်ဆိုအဲ့ဒါဓာတ်ပုံရိုက်တာကိုကြည်ရင်နဲ့အဲ့ဒီမှာကို့အတန်နာထွက်သွားတယ်ကို့ရုပ်ကိုမတွေ့ရပါဘူးအဲ့ဓာတ်ပုံဆရာတွေအောက်မှာကိုတကယ်ပါပစိုးကြီးကိုကတောင်းကြိုက်လူနီးပါပေါင်ရင်းလောက်ဒီပစိုးကြီးကိုမဟာပြီးလှိတ်ကားမှာခြေပြက်လက်ပြက်ကိုထိုင်ပြီးတော့ ပီတိပေါ့နော်ကိုကျင်းပတဲ့ပွဲမှာကိုညီတွေညီမတွေကိုလောကသားတွေဓာတ်ပုံရရဲဆိုစူရတဲ့သူတွေဓာတ်ပုံရရဲနေတာကြည်နေတာကိုတကယ်ပါပီတိဖြစ်ရင်နဲ့ပီတိဦးဆိုတာလဲသူမအောင်မြင်ခင်ကလေးကိုညီလိုပဲကိုတို့ခေါ်ရိုက်လာတဲ့ကိုညီလိုဖြစ်နေတော့ကိုကိုရံလည်းဒီနေ့မြှောက်လင်းထားတော့ဒီကောင်ကိုလှမ်းဆလိုက်တာဒီနေ့စုရကွာမင်းငါ့ကိုပေးရမှာဆိုပြီးကိုပစက်ကထွက်သွားတာဒါအပြင်မှာလည်းပြောဆိုနေတယ်ဒါလက်ထဲမှာမိုက်ကင်ထားတော့ကိုသတိမထားမိဘူးဟုတ်ကဲ့နောက်တစ်ခုက အဲ့ဒီအချိန်လောက်ဆိုလို့ရှင် live ကကိုကပြီးလောက်ပြီးမှတ်တာလူတွေလည်းအကုန်ပြန်တယ်ဓပုံရိုက်တာလည်းတော်တော်ကြပြီလေဟုတ်ဆိုတော့အဲ့နှစ်ချက်ပေါ့အဲ့ဒါကြောင့် live မှာအကိုအတိုင်းကပါသွားတော့ဒါကိုတောင်းပန်ပါလေဒီဇက်ဆောင်အမျိုးသားစုနဲ့ပတ်သက်ပြီးတော့ဟိုပြီးသွားတော့မှကျွန်တော်ထပ်ပြီးတော့မေးချင်တာကတော့ဒီဇက်ဆောင်အမျိုးသမီးစုတို့ဇက်ဖို့အမျိုးသမီးစုတို့နဲ့ပတ်သက်ပြီးတော့လည်းအပြင်မှာတော်တော်လေးစုရရှိနေပတ်သက်ပြီးတော့ကြေရရိုက်ခဲ့ပါခင်ဗျအဲ့ဒီအပိုင်းလေးလည်းအကိုရှင်းပြပေးပါခင်ဗျပထမဦးဆုံးအဲ့ ဇက်ဆောင်နဲ့ဇက်ပို့ကိုခွဲခြားတတ်မှတ်တဲ့ကိစ္စပေါ့အဲ့ဒီဟာဒီစုရွေးချယ်ရေးအဖွဲ့ကခွဲခြားတတ်မှတ်တာမဟုတ်ဘူးဇာကာတကားမှာ key of the set ဆိုတဲ့ director ရဲ့အဲ့ကားတကားလုံးကိုပိုင်ဆိုင်ပြီးတော့ငွေကြေးအစအဆုံးကုန်ကြခံထုတ်လုပ်တဲ့ထုတ်လုပ်သူရဲ့လက်မှတ်ထိုးပြီးတော့ဒီစစ်စစ်အကဲဖြတ်အဖွဲ့ကိုတင်ရတယ်ဘသူကဇက်ဆောင်ဘသူကဇက်ပို့ဘသူကဒါရိုက်တာဘသူကဇက်ညွန်းအစရှိတဲ့ပြင်စက်ရင်ကို အဲ့ဒီခုနက King of the Set Writer နဲ့ထုတ်လုပ်သူနဲ့လက်မှတ်ထိုးပြီးတော့သူတို့ကတင်ရတယ်။ဒါသူတို့ရဲ့အတီးပြုချက်ပါပဲ။အဲ့တော့ဆိုလိုတာ Matthew Money ဒီမြို့သမီးဇာဆောင်ဘသူဘသူဒီဇာပို့ဆိုခွဲကြပြီးတင်တာကဒီစီစစ်ရွေးချယ်ရေးအဖွဲ့ကခွဲကြတာမဟုတ်ဘူး။လို့ရှင်ထုတ်လုပ်သူနဲ့ထုတ်လုပ်တဲ့ထုတ်လုပ်တဲ့ထုတ်လုပ်သူနဲ့ဒါရိုက်တာနဲ့ကိုယ်တိုင်ကသူတို့တာဝန်ယူလက်မှတ်ထိုးပြီး တင်လာတဲ့အပုံမှာပဲဘသူကဇက်ဖို့ဘသူကဇက်ဆောင်ဆိုတာကိုခွဲကြတာဆိုတော့ဇက်ဖို့မလို့အဇက်ဆောင်မလို့ဇက်ဖို့စုမရတဲ့မူဇက်ဆောင်နဲ့ဇက်ဖို့ဟိုပြောင်းပြီးတော့စုရအောင် ဖန်တီးသွားတယ်ပါတယ်ဆိုတာဒီကတော့ဒါကောလာဟလာတာဖြစ်တယ်ကိုပြောသလိုပဲဒီစစ်စစ်ရေးအဲ့ဒီစရင်တင်ရတယ်ဆိုတာလည်းနှီးမတင်ရတာမဟုတ်ဘူးအကယ်ဒမီကားတွေစကြည့်တော့မယ်ဆိုကြဲကိုကထုတ်လို့သူဒရိုက်တာအဲ့ဒီစရင်ကိုကြိုတင်ထားတာ ဆိုတော့ဒီစည်းစည်းရွေးချယ်ရေးအဖွဲ့အနေနဲ့ကသူတို့ကဟိုဘသူဇက်ဆောင်ဘသူဇက်ဖို့ဖြစ်စေခွဲကြတာမဟုတ်ဘူးခုနကလို့ကိုပြောပြီးပါပြီကိုလူကိုပေးတယ်ဆိုတော့လည်းကိုအနေနဲ့ကတော့ကိုအာမခံပါအဲ့နီးနဲ့အဲ့ဒါတော့လုံးဝမဖြစ်နိုင်ပါဘူးနှစ်ထောင်ဆက်သုံးခုအတွက်မြန်မာနိုင်ငံရုပ်ရှင်ထူးထူးစု အကောင်လုံးအမျိုးသမီးဇက်ဖို့စုခိုင်တင်းတယ် လည်းဒီဟိုစာနာစင်းရှင်းလင်းပွဲတွေလုပ်တယ်ပါတယ်ဆိုတာကလည်းဒါကိုယ့်အနေနဲ့ကလည်းအပြစ်မမြင်ပါဘူးဒါကိုယ့်ရဲ့ Academy Super Bowl ဆိုရင်ခုံရတာကိုမျော်လင့်တဲ့သူတွေအတွက်ပို့ပြီးရင်ခုံရတယ်ကိုယ့်ရဲ့ emotion ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုဟိုရှည်တန်းတင်ပြီးတော့ကိုယ့်ဘက်ကလည်းမျော်လင့်ချက်တွေများထားတဲ့အခါမျော်လင့်တယ်လို့ဖြစ်မလာတဲ့အခါခံစားချက်ဆိုတာရှိမှာပဲဒီခံစားချက်အလျောက်ဒါပြောဆိုတဲ့ဆောင်ရွက်တယ်လို့ပဲကိုမြင်ပါတယ် ဒီအစီအစဉ်ကိုပြန်လည်ညွှန်မယ်ခြင်းမရှိဘဲကျန်းမာပြိုးဝင်တဲ့အသားရေအတွက် SPF 15ပါဝင်တဲ့ Nivea 21 Serum အထက်မှအ धिक ကူညီပံ့ပိုးပေးထားပါတယ်။အခုနောက်ပိုင်းမှာအခုအနေနဲ့အမှုခင်းနေရလာရလို့မထင်ဘူးလားခင်ဗျအခုနဲ့ပတ်သက်ပြီးတော့ဟုတ်ဘာလို့ပြောရမလဲဟုတ်ကိုကကိုဆိုလို့ရှင်တော့ဒီလိုတရားတော်ပေါင်းကိစ္စတွေပါတွေတွေ့စရာကြုံစရာမရှိပါဘူးဟုတ်ဒါပေမဲ့အခုအများအတွက်အလုပ်လုပ်တဲ့အခါအများရဲ့ တာဝန်ကိုခံရတဲ့အခါတာဝန်ယူရတဲ့အခါဒါမျိုးတွေကြုံရတာပေါ့ကိုယ်နေနေရတော့အဲ့ပုံမှာမတုံလို့ပေါ့ကိုသည်လက်ရှိအောင်မြင်နေတဲ့မင်းသားတယောက်ပါကိုရဲ့လက်ရှိအောင်မြင်မှုတွေကိုရဲ့စီးပွားရေးတွေကိုရဲ့မိသားစုအခြေအနေကိုဖဲ့ပြီးတော့လုပ်နေတယ်ဆိုတာကို့အတွက်မှမဟုတ်ပဲကိုကင်တွေထားတာကိုလက်ထက်မှာကိုအားရှိတဲ့အရာယူသားမှုတစ်ခုပဲရှိတယ်ဒီယူသားမှုကပဲကို့ကိုအားဖြစ်စေတယ်ဒီယူသားမှုကပဲကို့ကိုယုံကြည်မှုတွေပေးတယ် ဲ့ဒီယုံကြည်မှုတွေအဲ့ဒီခွန်အားတွေနဲ့ပဲကိုအားလုံးကိုရင်ဆိုင်နိုင်တယ်